ဝေးရသူလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာ။နာတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။ဦးချိန်သည်နွားနှံကောင်ကိုအော်ဟစ်ဆေးရည်ယုံမြမကရိုက်နှက်မောင်းနေရ၏။နွားသည်အမှတ်တညာကောင်းသောတရဝဖြစ်၍စောစောကဘုန်းကြီးเจ้าမှဆွန်းစားတုံးခေါက်တန်ကိုကြားလေကလေးကတိတ်မသွားခြင်းတော့ပဲ။ပိကက်ကက်လုံနေတော့သည်လေ။သူတို့ကိုတုံးခေါက်ချိန်တိုင်းအနာပေး၍သူတို့တခင်လေချားပင်ရိတ်ဝဲအမင်းစားနေကြမဟုတ်ပါလား။ ဒါကိုကိုချိန်ကလည်းသမင်းလာပို့မိသမီးနောက်ကြသဖြင့်စိတ်တုန်နေခိုက်ဖြစ်သဖြင့်နှွားတွေကသာဆေးရည်လျက်ရိုက်နှက်မောင်းနေသည်နှွားတွေအဖို့လူစကားသာပြောတတ်လျင်ဖြင့်နားလေရခက်လာသည့်လူကြီးနေဗျာဟုဆိုပေလိမ့်မည်မိုးကထွန်ရက်မရအောင်ရွာထားသည်မို့အခင်းတွေကမြက်တွေတောထနေပုံမှာကြားအောင်လောက်သည်ဖြစ်၍နှမ်းမြင်ပြောက်ကနန်းငင်အဖြစ်မှမျက်ခင်းဖြစ်နေလေသည် ပေါင်းမင်တို့ချင်းဖြင့်နတ်မင်ကြီးများကြီးထွားလာမည်။နွားနှကောင်ထွက်လေအစာစင်းရမည်ဖြစ်၍တစ်ချက်ခုံယုံနေနှစ်ချက်ပြက်မည်မူမနေ့ကလေးကသမီးဖြစ်သူကိုမနေ့ပံထမင်းလာပို့ရင်ပေါင်းနှုတ်ရမယ်။စောစောလာခဲ့နော်ဟုမှာထားခဲ့သည်ပဲ။ယခုဘုန်းကြီးเจ้าကတုံးခေါက်ပြီးတာတောင်ရောက်မလာသည်။ဒီကောင်မလေးငစိန်တို့အိမ်မှာ TV ဝင်ကြည့်နေတာများလား။အသွားရိုက်ရလဲမကောင်းလို့သာပါ။ ငါးရီကိုရက်ထားခဲ့၍လဲဘော်ကပလတ်စတစ်ရေပုံမှရေကိုပုံဆောင်ပြီးတခွက်ခွက်မော့ချလိုက်တော့ဆာလောင်၍ပူနေသောရင်မှာခဏတာအေးသွားပြီးသုံးနှစ်နှန်းငင်းကိုပေါင်းနှုတ်တော်၏တောင်သူဆိုသည်မှာနေရာတိုင်းလူငှားနေလျင်ကိုစားဖို့မကြံမီအိမ်ရှိလူကဝိုင်းလို့ပါမှဓမင်းနဲ့စီစားနိုင်သည်ကိုသူတို့လိုမြေယာနေတော့တောင်သူပြည်တယောက်ဖို့မိသားစုလောက်အားကိုသာအားထားရမှာဖြစ်လေဓမီးကြီးကကိုပေါ်လောင်ပဲမရအကြီးတန်းတလောက်မှန်ကြိုက်သူဖြစ်ပြီး လက်ကြောလည်းမတင်ရှာအိမ်တွင်ကြံခဲ့တော့ဦးရှိအင်းဇနီးမတ်တုတ်တို့သည်အငယ်ဆုံးကလေးကိုရင်ခွင်၌တွေ့လျက်နေကြဖို့အစိတ်ထုတ်နေရပြီးတော့ကလေးအိပ်ပါက ဖြာခင်း၍နေကြလှမ်းရပေမည်နေကြသည်စာကလေးတို့နှစ်သက်သောအစာဖြစ်တော်ကြောင့်အနာမအဆောင်ရှိရသည့်အပြင်တဟိဟိနှင့်အော်ဟိနေရသောဒုက္ခလည်းရှိပေ၏ထို့သောသောဘာဟိရအလုပ်တွေကိုလည်းသမီးဖြစ်သူက ကုညီခြင်းဤမဟုတ်ပါ သူ့လိုကကိုစိန်တို့အိမ်တို့တီဗီသွားကြည့်မည် ထိုအိမ်ကကလေးတွေကိုတော့စိတ်လိုလည်းရတနေကုန်အောင် ထိမ့်ပေးတတ်ပါသည်သူ့အတွက် TV ရှိက မခွာနှန်းကြီးခွင့်ကို အရယူထားပါသည်ထို့ကြောင့်ဦးချိန်ကသူ့သမီးကိုငစိတ် TV ရှိဝင်ကြည့်နေတာဖြစ်မှာဟုအတက်တွေးလိုက်ခြင်းပါဦးစိန်ပေါင်းနှုံ၍တစည်းတရွက်စာရလီမှသမီးရောက်လာ၏တနခါကိုအခြေဆုံးကောင်းဆုံးလေးလေးရဲ့ပါတိတ်ဝမ်းဆက်ဝတ်လာတော့သမီးကိုကြည့်ပြီးဦးချိန်အော်မိတော့သည်စမ်းစမ်းမြင့်နင်တော်လဲလာတာနော်ဟွန်းအဖေကလည်း တော်ရဲလာလို့ရောက်နေပြီပဲဟာကိုအမူယာဘိုးကပြောနေတော့သမီးကိုကြည့်၍စိတ်ပြက်သွားရတော့ဦးချိန်ကအဲ့ဒါပြောတာမဟုတ်ဘူးတော်လာရင်တော့တော်လို့လုပ်ရမှာကိုဘာလို့အငိတ်မင်းသမီးကြီးလို့ဝှက်လာတာတော့လို့ပြောတာအလိုက်မသိချာတော့သမီးကအာအဖေကလည်းဒီရောက်လာအငိတ်မင်းသမီးရောက်ဒီမှာကြည့်စမ်းပါဦးမော်ဒယ်နဲ့ဒူတာကြီးကိုသူခန္ဓာကိုပူအိုင်းအိုင်းလေးကိုတပတ်လှည့်ပြနေ၍ဦးချိန်စိတ်မဆိုးရက်ပဲရေပဲရေရတော့ဤအော်တအူးအယူဆိုတာမှန်ပါလားကယောဟုတွေးပြီးပါ အေးမော်ရဲပဲထားပါတော့တွားပေါင်းနှုတ်ချေစန်းစန်းမြင့်ကနှကန်းကို တမင်ဆူ၍ခြေဆောင်နှင်းကနှန်းငင်းစီသွားလေဦးဦးစိန်သည်တမင်တို့ကိုရှားပင်အိတ်တို့ယူသွား၍ဆာဆာနှင့်ငုံစားတော့သည်နှင့်တမီးကလစ်လေတည်းဦးစိန်တမင်စားပြီးတော့ထဲတပွင့်စာကြံလေးတီကိုယနေ့ပိတ်ထိုးမိဟုဝတ်လျက်စမြုံပြန်နေသောနွားတွေကိုမတ်ကမောင်းဖို့ပြင်ရင်မျက်စိကစားလေးရဲ့ကြည့်တော့မတွေ့တော့တဲ့ဖြင့်អော်ခေါ်ကြည့်ရသည် ဆန်းဆန်းမြင့်ရေဟေးဆန်းဆန်းမြင့်ထူတန်လည်းမကြရေရောင်လည်းမတွေ့ရသည်နှင့်စိတ်တို့သွားကညီးမိသည်တဲဒီကလေးမလင်နောက်များလိုက်ပေးရော့သလားထဲထိုးနေတအုံမမေးသောမိမကိုစိတ်တို့မိပြန်သည်တင်းသာယောက်ျားလေးမွေးခဲ့ရင် ခုနေဆိုငါတက်တာနေပြီပဲဟူ၍ပါအခုတော့တအုံမင်းကလေးမွေးသည့်အပြင်လှလှပပလည်းမဟုတ်သူ့အမေမတုတ်တို့ဤပူဝဝခန္ဓာကိုယ်နှင့် သူ့ဘက်ကအမွေအဖြစ်နှစ်ဖူးမောင်းပေါင်းနေအောင်ကောက်ကောက်မျက်နှာကိုဆက်ခံထားသဖြင့်ကံခေစွာအယုတ်ဆိုးလာသူလေးဖြစ်ပေရာယခုခါသူ့ကိုယူမိသူရှိပါကတမိလဲကံကောင်းသလိုမိဘဖြစ်သူမိမိတို့လည်းဝွကျွပေးမိဟု တွေးမိရ၏တဆက်သေးပင်တယော်တော်ရွာကဥအောင်ကြီးပြောမှုဒီကိုတတိယ၍ပြောမိသေးသည်သားသမီးများတောက်တော့မကြပြီဆိုလို့ကတော့တို့ရွာကဥပေါ်လာမြောက်ကိုတရရှိသလိုဝေးရတာရှိတော်မူပါဖျားလို့ထိုင်ကြတော့ကြင်တာဟာ ခေါ်မိသူရှိရင်ပြောတာပါဦးချိန်ကမကြောက်ဘူးသေးတော့စကားမို့အတိတ်ပဲသိခြင်းသဖြင့်ရှင်းပြရန်ပြောလေ၍ဦးအောင်ကြီးကထို့အဖြစ်ကိုပြောပြရ၌ဒီလိုမောင်ရှင်ရတို့ရွာနောက်ပြားမှာဥပေါ်လာဆိုတာရှိတယ်သူကမြောက်တကောင်ကိုဘယ်ကရလို့လဲတော့မစုံနိုင်ဘူးမွေးထားတကွာအဲ့ဒီမြောက်ဆိုးလိုက်တာကွာဧည့်သည်လာရင်ခေါင်းပေါ်တက်ဆော့တာကလားငောက်ရင်လည်းမကြိုက်ဘူးဗျာသူ့ငောက်လို့ကတော့မိဖို့တွေကထင်းမိစားကိုဆွဲပြီးတဲခေါင်မို့ပေါ်တက်ကြရောပဲမိနဲ့ရှုံမယ်ပေါ့လေ အဲ့ဒီအခါကျရင်ဥပေါ်လာလို့လင်မယားကအောက်ကနေငပြောသီးလေးပြပြပြီးရှော့ခေါ်ရတဲ့မောင်တော်တော်ဆိုးတဲ့မြောက်ပဲဗျဆိုးတာတော့မပြောနဲ့မောင်ရှင်ကြီးတခါဟာများဘေးခေါင်ခေါင်ကြီးမှာထမ်းရွက်မိုးတဲပေါ်မိစကင်တက်တော့တို့တရွာလုံးရေဘုံနေကင်ပြီးစောင့်နေရတဟာမိလောင်ရင်တရွာလုံးကုကုံမှာကိုကွအဲ့ဒီမြောက်ကိုဘာလုပ်လိုက်ကြတော့ဗျဘာမှမလုပ်ရဘူးမောင်ကြီးသူ့စိတ်နဲ့သူတွားတာပါပဲတနေ့တော့သူတို့အိမ်နောက်ဖေးရွာအပြင်မှာ ကိုေးတီကောင်ဘုတ်ကိုလန်စားတဲ့လထကြီးပေါ်ခိုးပြီးတက်သွားတာကိုကလထကြီးကလန့်ပြီးခုံဆွခုံဆွနဲ့ပြန်ပြေးတော့လထလဲပင်ဖက်ပြီးပါသွားပါရောလားကွာဒီမာရင်ဥပေါ်လာကသူ့ဒုက္ခကိုမကြည့်ရလို့နတ်တွေကလထရောင်ဖန်ဆင်းရင်ပြီးကဲတယ်မှတ်ရှာလို့တပတ်ကလေးပခုံးမတင်းပြီးထိုင်ကြော့ရှာတဗျာပါဇက်ကလည်းပြောသေးတယ်အရှင်လရမင်းခမညာဝေးရတို့ဆောင်းတော်မူပါဗျာဝေးရတို့ချီတော်မူပါဗျာနဲ့လေ ်ဥရှင်ဟဲဒီတို့ကမျက်ရည်ထွက်အောင်ရေခဲ့မှုသည်ယခုလည်းတမိကိုသာယူမိသူ ပေါ်လာပါကဘူပေါ်လာလို့ထိုင်ကြော့ပြီးပြောခြင်းသည်ဝိရသူဆောင်းတော်မူပါဗျာဟုသို့တော်လလောဆယ်၌ကဒီလောက်တောင်ရှိလာတဲ့ကလေးအိမ်ရောက်ရင်ရိုက်မှဖြစ်ပါဥချိန်ဤထဲတဖွင့်စာကိုခတ်သွက်သွက်ရွာကိုနှင်းလျက်အပီးတက်လိုက်ပြီးနှွားများကိုကတင်းတွင်လှန်၍သူတယောက်သေးပင်ပေါင်းထုတ်ရလေတော့ဤလေးကွာ နှံကားကနွားရှာကြီးအောင်မဲညိုတို့သည်လက်တိုးပြေမဝင်သာအောင်ပေါက်နေသည်မို့နှမ်းရဖို့မတိချပါတော့လေနွားစာကတော့ကောင်းကောင်းရပါသည်တောင်သူနှင့်နွားသည်ကန်းကျွန်းမီကျွန်းကိုင်းမီရှိနေသည်မို့တောင်သူ၏အဆင့်အတန်းကိုသူကျွေးမွေးထားသောနွားကိုကြည့်ယုံနှင့်သိနိုင်ပေသည်နွားများဝါဖြိုးနေလျင်တောင်သူကောင်းတယောက်ဟုတတ်မှတ်ကြသည်လို့နွားပိန်တစ်ချင်းပိုင်တောင်သူကုန်မူ ဖြင်းသောနှုံသောတောင်သူစင်းတို့အတွင်းလေရှိသည်ဖြင့်နွားတွေဝအောင်စားရရင်တော်ရောပေါ်ဟူသည့်အတွေ့လဲဥရှိန်ထံရှိလေသည်ညနေဆောင်ပြီးဥရှိန်ပေါင်းနှုတ်သည်မှလဲနန်းခင်းဤသုံးပုံတစ်ပုံပေါင်းမြစ်တွေရှင်းသွားပါပြီနွားစာဖြင့်လှဲတဝန်းတွင်ရလိုက်ပြီးမှစိတ်အေးသွားရပြီလေကလေးချုံကလှဲကား၍အိမ်ပြန်မောင်းခဲ့တော်၏ခြေရွာဥက္ကဋ္ဌမောင်းစင်အိမ်ချေရောက်တော်လက်ခဏရက်၍သမီးကို တွေ့လိမ့်မလားဟုမျက်စိကစားကကြည့်လိုက်ရသေးသည်မတွေ့ပါယခုအချိန်မှဆို အိမ်ရောက်နေရောဘောဟုတွေ့ကလဲကိုခက်မြန်မြန်မောင်းလိုက်ပါသည်အိမ်ရောက်ရင်တွေ့ကြတာပေါ့သမီးမရေအိမ်ဝင်အတွင်းသူလဲမောင်းဝင်ပြီလေကတဲ့ကသမီးဖြစ်သူကိုမျက်စိကစားကရှာ၏မတွေ့ရပါမတုတ်တူတာသမီးရင်ရှားနှင်ပြေးလာပြီးနှွားတွေကိုလှဲမှဖြုတ်ပေးသည်ဦးရှင်ကနင့်သမီးကဟင်တော်နဲ့တူရှိနေတာမဟုတ်ဘူးလားဦးရှင်ကလဲနောက်မိမှခုန်ဆင်လာရင်သမီးတို့ရှာပြီးပြန်ပြေးတာလीငါတယောက်တည်းပေါင်းထုတ်ရတယ်မတုတ်တူဒွါသထွက်သွားပြီ တမီးကိုအမျိုးမျိုးချိန်ဆပြီးတော့ဤမွေဝေးကိုက်မှတင်နာကြမှဘဲသွားပြီးတင်နေပါလိမ့်မွေဝေးများကလည်းသူ့ဆိုမကိုက်ဘူးတော့ရင်များနေသလားယွန်များယွန်လို့လားမသိပါဘူးမိုးကျိုးကလည်းမပြစ်ဘူးတော့ဒီအယုံမှဘူးကဲတော်ပါဟာအမောတော်မပြေသေးဘူးမတော်နိုင်ဘူးတော့ဤစောစောကလေးနဲ့အထေတဲ့မက်ရွှေကလာတောင်းနေလူကြီးတွေမသိအောင်ပါတိတ်ဝမ်းဆဲအကျွေးယူထားတာတဲ့အိမ်မှာဘယ်လိုနေထိုင်စားတောက်နေတယ်ဆိုတာကိုသိရတဲ့မိုက်လုံးကြီးတဲ့ဟာမှတွေ့လို့ကတော့နွားရိုက်တယ်လို့ရိုက်မှာ မတုတ်တို့ကနွားတွေကိုတက်ရောက်တွင်ရှီထားခဲ့လျက်ပစက်ကပွားစီပွားစီပြောကထွက်သွားလေသူ့သမီးကိုရှာဖို့ထွက်သွားတာဖြစ်ပါမည်ဦးချိန်ကတော့တပြင်းကိုချ၍သာလက်ဘော်ကထမင်းတို့ကိုဆွဲပြီးအင်ရောက်တို့လေးကန်သောခြေလန်းတို့ဖြင့်ဝင်ခဲ့တော်သည်တခက်ထဲ၌အိမ်မောကြနေသောတားငယ်ကလက်ငင်းဖြစ်နေသော ကိစ္စကြီးငယ်နှင့်သူမဆိုင်သည့်အတွက်ရောင်ရမ်း၍အော်သည်ထင်အဲ့ခနဲမိတန်းလီတော့ ဥရှိန်ကပကတ်ကိုလွှဲပေးရင်သူ့မိမလက်စဖြစ်တော့နေကြပုတ်ချင်းလို့ကိုဆက်လို့ရတော့ဤထိုခိုင်းတားလက်ကြောစိုးចောင်းဆင်းလာသည်မော်တော်ကပြင်းဝင်လာတော့တားကចောင်းလွေအိတ်ကိုဖုတ်ခနဲပြစ်ချလိုက်အမေအမေအမေဘယ်သွားလဲမသိဘူးဥချိန်ကနေကြပုတ်ရင်ကမင်းအမေပြင်ခဏသွားတယ်ကွာဘာလဲအိုက်စာလို့လားဟုတ်တယ်ဖေဆိုင်အဖေတော့ကပြန်ပန်လာတဲ့ထမင်းတို့ကိုယူဆလိုက်ကွာ သားလက်ကောင်းခမအဝိတောင်မလဲနိုင်ရှာအမင်းတို့စီတို့အပြေးသွားကခြိစားရှာတော့သည်အော်အစားတန်တော့ရွယ်ကိုလေဓမင်းတို့ကအကြံနှင့်ဟွာပါမည်လားမသိဦးရှိဤမိဘများလက်ထက်ကသားသမီးလေးယောက်ရှိသောစာအုပ်သည်ပဲချိန်ဝင်၌၌အပြည့်ရှိစမြေသူ့အောက်ကညီများအလုံးအတောင်လက်ဆုံ၍မြို့တက်သွားကြတော့ဖခင်အိုမိခင်အိုကြီးတွေကိုထန်ဤလှုပ်ကြွေးကြရသူကဦးချိန်သာဖြစ်တော်သည် ခုချိန်အိမ်တော်ကြသောအခါ၌လေရောင်နောက်စတုံးပါမတ်တုတ်တို့လိုက်ခဲ၍မိဘတို့ကိုခြေတလူလူတေလူလူနဲ့ပြုစုခွင့်ကြုံရပါ၏ဒီလိုနဲ့ဖခင်ကြီးဆုံးတော့အဝေးမှသားများစုံလင်စွာရောက်လာကြသဖြင့်လှလှပပရေဝဲကြခဲ့တော့ဖခင်ကြီးရဲ့လူဆုံးတို့အပြီးမှတော့အမွေရလူကြောင့်ပြောကြ၍တာကြီးဖြစ်သောဦးရှိန်က ကြီးပြူစွာခွဲပေးရပါသည် တဦးကိုစေရီကစီခံရတော့အမွေဝေစုများကိုရောင်းချပေါင်းနှံလျက်အထုပ်ကိုစီပိုက်ခါညီများပြန်သွားပြီးနောက်တစ်နေ့တွင်ဤကင်းကြီးဆုံးပါရှာရမှာတော့ညီအားလုံးမလာနိုင်ကြပါသူတို့လေးတွေအလုံများရှာလေဟုခွင့်လွတ်လျက်သူတို့တည်းတကြွခဲ့ရပါသည်သူ့ရဲ့သူမြေစေအေးကနေနေအိမ်ကိုအမွေရ၍ဥရှင်ကျင်းနှက်ခဲ့ပါလေတောင်သူကြီးဘွားမှာလျှော့ကြကစားဝင်နေရတဲ့လာဒီကိုလေအကံကိုသာပုံချခဲ့သည်လေ သူ့သားသမီးလေးတွေကိုသာအတနာပူရသေးတော့ဤသူငယ်စဉ်ကလိုမပြည့်စုံရှာပြီးတကူထိုစဉ်၌ပေချင်ကပြန်ရောက်၍တမင်းချင်းနေမှမသိတော့ဇနီးကတမင်းစားရအောင်ခေါ်ဤမတုတ်တူအတန်ထွက်လာမှနေကြပုတ်ရာကထားခဲ့ပါတော့သည်တမင်းစပွဲကိုဝင်ထိုင်လိုက်သည်နှင့်သူ့ထုံးစံအတိုင်းဟင်းခွက်တွေဆုံအောင်လိုက်ကြည့်မိဟင်းခွက်တွေဆိုရတော့လေနှစ်ခွက်သေးရပါခရင်ဤเจ้าကိုမြေုပ်တိဆက်ဆက် ပဲပြုတ်ရည်လေးစွက်ကချက်ထသည်ကတစ်ခွက် မကြီးရွက်ချင်းရည်တစ်ခွက်သာဖြစ်တော်လေပဲထမင်းနှင့်လိုက်ပတ်တော်အတွေ့ဖြစ်ပါသည်မတုတ်တို့လှမ်းပြီးတော့လက်စည်းခွက်တွင်လက်နှာရင်နှင့်သမီးကဘလို့လဲမတုတ်တို့ကထမင်းခုထဲ့နေတော့ကိုပြောဝစဉ်းစားနေတာတော်ရည်ဘယ်လိုပြောရမှန်းမသိလို့ဥချိန်ကစားနေပြီမို့ပဲထမင်းကြီးတလုတ်တော့ကဝါလိုက်ရင်ကမတုတ်ပလင်ခံမနေနဲ့ပြောချင်တာပြောမတုတ်တို့သည်စိတ်မြန်သောဥချိန်အကြောင်းကိုသိ၍ချင့်ချိန်နေခြင်းဖြစ်ရာ ယခုခွင့်ပြုချက်ရပြီဖြစ်တဲ့ဖြင့်ထမင်းမစားသေးပဲပြောလိုက်လေတော့သည်တော့သမီးကတောင်ရက်ထဲကဥပေါ်မြဒေါခင်လေးတို့တာအကြီးဆန်းဦးနဲ့လိုက်ပြေးလာတဲ့တော်ကြီးတောင်ရက်ထဲကဆန်းဦးဆိုသည်နဲ့ဥရှိန်တဘောပေါက်လိုက်ပါသည်တောင်သူကြီးတယောက်ရဲ့သားအတော့စားမရှိသို့တော့အသက်30ကျော်လူလူကြီးဖြစ်၍သမီးထက်တော့အသက်တော်တော်ကြီးနေ၏အိုးမရပါခက်တွင်လေပစင်းနဲ့ရသွားတော့အေးတာပေါ့ဟုစဉ်းစားကဘာတခေါမှ မတုတ်တူကိုပြောမနေပဲသမင်းကို ်ငြိမ်ချက်စွာစားလိုက်တော့သည် မတုတ်တို့ကတော့ထမင်းစားခိုက်သခက်တွင်းမှကလေးနိုးလေသဖြင့်ကမန်းကလန်းပင်တက်ဆက်သက်စားလိုက်ကကလေးကိုချီ၍နှုတ်တိုက်ရ၏ကျော်စိုး၏တာလာအောင်ထမင်းတုတ်ထဲမှထမင်းကြံစားထား၍မစားသေးဘူးဆိုကစားဖက်နေသောတာကိုခေါ်ပြီးချွေးခံအင်းကြီးတွေကပိုက်ဆံထုံနေသောဇနီးကိုကြည့်နေခြင်းကိုချိန်ကပါဝယ်ခိုင်းမလို့တော့ငါ့ဘုဆက်လေးလေးလဲဝယ်ခဲ့စမ်းပါဦးအော်အင်းအင်းတာဒီမှာပိုက်ဆံ မစောကြီးတို့အိမ်သွားပြီးလက်ဖက်နဲ့အကြော်ဆုံးအစိတ်သားလောက်ရေဆက်လိနေရဖို့ရေဝဲခဲ့ဟာလက်ဖက်နဲ့အကြော်ဆုံးကများလာကြီးလားဘာလို့ဖို့တုံးညာဘက်ရောက်ရင်ဟိုဘက်ကလူကြီးဝင်နေမယ်ကြားလို့ဝဲရတာတော်ကြီးအပူအလုတ်တီမတ်တုတ်တို့ကသူ့လင်ကိုအံ့ဩစွာကြည့်လျက်ဘာအပူဒီလဲဟိုဘက်ကလောကွက်ကြေကုံအောင်လုပ်မှတော့ကိုဘက်ကလည်းရင်နှွေးချမ်းတို့တက်ရမှာပေါ့တော်ကသဘောမတူလို့လားဟွန်းမပြောလိုက်ချင်ပါဘူးကို့သမီးအကြောင်းလေးကိုသိရတာနဲ့ဒါပဲနော် ချိုပြောထားပါရဲ့ဟိုကလာလို့များသဘောမတူဘူးလေဗာလေးတော့မလုလိုက်ပါနဲ့သူမယားကြီးအမူအရာမှာပွဲပြစ်မခံနိုင်တော့နွားရောင်းသူပုံဖြစ်နေ၍ဥရှိန်ကစကျင်လာသည်နှင့်ထွက်ပြေးတာငါနဲ့ဓာတ်ရိုက်မတွေ့လိုက်လို့ပေါ့ကွာတိတော့ဗာလုချင်လို့တော့တော်ကြီးကသမီးရှင်ဆိုပြီးတော့မန်တက်မနေပါနဲ့ကိုကနွားမုံချန်တို့ထုတ်ရတာကိုဥရှိန်ကသူ့မိမမျက်နှာကိုကြည့်၍ တဟိဟိရေလိုက်ပြီးတော့တွေ့လို့ကတော့ဥပေါ်လာမြောက်ကိုလဒရှိသလိုထိုင်ကြတော့ခြင်းလို့ဟိဝိရကိုဆောင်းတော်မူပါဖရာလို့လေထိုရောခါမှာမတ်တုတ်တို့ကလည်းကြည်လင်စွာပြုံးနိုင်လေတည်းပြာမွေးပြီကုသိုလ်ယူတို့အညီရတဲ့ဝတ္ထုတို့လေးကိုလည်းဖက်ပြပေးခြင်းပါလေနာတော်တာဆင်းပေးကြပါအောင်ခင်ဗျာလောက၌တွင်ကြားနေရင်ကိုမျက်မြင်ဆန်းထားမောင်ရှုစားလို့ပြာကအိမ်ပြူအယေစုလျက်ထားမှုလိမ့်မှာနောင်ချမ်းသာဤ ်ဂျင်းမာတော်တုံဝမ်းဝါယုံမြဩင်္ဂါလျက်စာ စုမထားကြောင်းရှာညာမပြတ်မရငဲ့ဤမဂဒေဝလင်္ကအတ္တကြီးတွင်ပါရှိသော အထက်ပါစာစုကလေးဒီကကိုစန်းရည်ဤနှလုံးအိမ်ကိုစီစိန်ပြီးတို့ရှိရလေးဒီတွင်ဆောင်းဖို့တစ်ခုအဖြစ်အိမ်နှက်ရေးချိတ်ထားပါသည်သူသားသမီးများဖက်ကတက်တက်တာလန်းညွန်အဖြစ်ခံယူကျင့်သုံးသွားစေခြင်းတလို့သူကိုယ်တိုင်လည်းလိုက်နာကျင့်သုံးနေသောနေ့တိတစ်ခုဖြစ်တော်ကြောင်းပါသည်ကိုစန်းရည်နှင့်မဖြူနူးတို့မေတ္တာအထိက ချစ်တာပဒါနာဟုနှစ်ဦးသာဘဝချင်းဆက်တူအိမ်ထောင်ပြုခဲ့ခြင်းကဥစ္စာဆို၍တပြားမပါခဲ့ကြပြီ ကိုစန်းကြီးကတွေ့ရလို့ကိုလို့မဖြူနုကဆလိတ်သမအဖြစ်နေကောင်အောင်လိခဲ့ရသည် သာသမီ၃ယောက်ရလီမှာမွေးမြူရေးလုပ်၍အဆင်ပြေခဲ့သည်မို့ပြားတဖွဲလုံလံဝရိယထားကရှာသလိုပြားတို့ထုံတိုင်းလဲစုဆောင်ခဲ့သဖြင့်ယခုတော့စားဝတ်နေရေးချောင်းလဲနေပါပြီကိုစန်းကြီးဒီပြားမွေးမြူရေးတင်တန်းတက်ဖူးသည်ထို့ကြောင့် သူတို့ဒေတာ၌ဖိုးကြီးရင်ထိုက်ပြေးဝဲရသောအဟာရပြေဝသည့်ပြားရည်ကိုဖော်ဖော်တီတီစားသုံးနိုင်ရန်ပြားမွေးခြင်းဤဒီမှာကြာလီပြီသို့သောထိုစဉ်က ပြားမွေးမြူရည်ကိုနိုင်ငံတော်ကလုံနေပြီးပုဂ္ဂလိကများမမွေးမြူနိုင်ကြသေးပြီတနေ့တော့ဥတင်အုပ်ကတရင်ကောင်းတစ်ခုပြောလာသည်မင်းပြားမွေးခြင်းနဲ့ဆိုလို့လာပြောတာတိခေါင်းပြောင်းအောင်တွေ့ခဲ့တယ်ကွခမရတီတီချာချာကြည့်ခဲ့ရလားဗျာတော်ကြောင်မွေးလိမ်ပြားတွေဖြစ်နေပါဦးမေမသိပါရဲကွာမွေးလိမ်ပြားတွေကဖြုတ်ကောင်လေးတွေလိုပါဟာ အခုဟာကရင်ကောင်ထက်ကြီးတယ်ဝေးလားဗျမဝေးဘူးတင်းကျန်ကုန်နောက်ဘက်ဆောင်းချမ်းပင်ကြီးမှာကိုစန်းရည်ဒီဆရာထက်တန်းစွာတွားကြည့်လိုက်၏အမှန်ပါပဲအင်ဒီကာခေါ်တစ်ကောင်းပြအစီဖြစ်ပါသည်မွေးလိမ်ပြကိုလည်းတစ်ကောင်းပြဟုခေါ်ကြသေးသည်မို့တေချာအောင်တွားကြည့်ရခြင်းဖြစ်၏မွေးလိမ်ပြကတစ်ပင်ပင်စီထဲ၌နေရာတတော်ယူကအိမ်ဖွဲလေရှိပြီးအရင်များစွာမရှိ၍ဖုတ်လေမရှိကြပါသို့သောအချို့တွင်အချိန်တွင်တသက်စီစီမံထားသည်ကတော့ အံ့ဩစရာပါပြီ။ယခုမှရှမ်းပြည်တွင် အတွေ့များသော အင်တီကာတစ်ခေါင်းပြဖြစ်နေ၍ဝမ်းသာလှတော်သည်။အဘယ်ကြောင့်ဆိုသောရှုံတိကိုင်းတို့၌အောင်သောရှင်ပြားထက်ဥမင်ရှိ၍ဝိယေစုအားကောင်းပြီးရှင်ပြားကဲ့သို့ရန်လိုစိတ်မရှိဘဲနှင့် ရင်ပါပြီးမွေးလို့ရသောပြဖြစ်တော်ကြောင့်ပါသည်။အိမ်ကိုတန်းမပြန်ပေဥညာလင်းစီဝင်၍ပြားပုံတစ်ပုံအပ်ရသည်။သူသည်စိစက်သောလက်သမားဆရာဖြစ်တော်ကြောင့်သူ့လက်ရာကိုစိတ်ချသည်မို့အချင်းဖြစ်ပါ၏။ ။ကြားလိုသည်စိစနစ်အလွန်ကြီးသည်။ပြအောင်အတိုင်းဒါလွဲသောမနေကြရှိ။သို့သောရွာငယ်နေဘက်၌ပြေးဘူးသည်ကစီစုံပြက်ကြီးထဲတွင်၎င်း၊အိုးထဲတွင်၎င်း၊မွေးထားသည်ကိုတွေ့ဘူး၍စဉ်းစားရ၏။ဘူရောဘပြားလောင်မြမပြားကစီစားကြောင်ဟန်မတူပေဟု။ဦးညာလင်းထံမှပြားရင်ပြီးပြီဆိုတော့တရင်မတိုင်မီကပင်ပြားကဝစ်စုံကိုပြားမွေးမြူရေးဌာနကငှားထားခဲ့၍ပြားရိုင်းကိုအုံသွင်းဖို့အသင့်ဖြစ်နေပါပြီ။ကဲဒီနေ့ည10နာရီလောက်မှာအုံသွင်းရအောင်ဗျာ။ ပြားတွေကအလင်းရောင်ရှိသေးပြီးအလုံးလုံးကြတာမို့သူတို့အဲ့ချိန်မှာလုံးကြရအောင်ကိုစန်းရီတို့နှစ်ယောက်ခဲရောင်ပြားကဝစ်စုံကိုစီဝေ့ပြီးလာပေါ်ဆင်းတော့အာကာသရင်မှုနှစ်ယောက်ပေါ်မှာဖြစ်သွား၍မက်ဖြူနုသည်ရေလီတို့သည်တီထဲတွင်ဥတင်ယုတ်ကအာကာသထဲတွင်လမ်းလျှောက်သလိုလုံးပြနေသေး၍ပိုပြီးပွဲကြနေတော့၏ရေမိုး၍အားရတော့မှတ်ချက်ချလိုက်ပြန်သည်ဘာကောင်ကြီးတွေနဲ့တူမှမသိဘူးကိုစန်းရီသည်နာယီကိုကြည့်ပြီးဆယ်နာယီမတင်းရှိပြီးသွားကြစို့ဗျာ ဘူတင်ယုတ်ကပြာပုံးကြီးကိုထမ်းကကိုစန်းကြီးကလွ၊ရဲတင်၊စို့၊စသည့်ရတမကရိယာထဲ့သောဘုံကိုထမ်း၍ရောမထွက်ခဲ့သည်တွင် ခွေးထစီစီဦးလျက်စူညံသွားလေတော့၏။တောက်ခွေးတွေတကူးကူးရဲ့ညကြတော့အတန်မထွက်ပဲငြိမ်နေကြတယ်။ဘူတင်ယုတ်စိတ်တူပြီးပြောသည်ကိုသဘောကျပြီးကိုစန်းကြီးပြုံးရသေးသည်။အလန်နီတခင်ဆိုးကဆိုဘူးသည်။မြုပ်သီးနှင့်ခွေးဟာလောကကြီးမှာအပေါ်တွေပဲဟု၏။ခွေးမချစ်တတ်၍မြုပ်သီးမကြိုက်သောကိုစန်းကြီးကတော့သဘောတူပါသည်။ ။နင်းချိုင်းကိုဖျက်ရှောက်လာခြင်းမှာတော့ထိတ်တလူလူလန့်တလူလူဖြစ်မိသေးတော့လေ။အတူပါလာတော့ဥတင်ယုတ်ကိုရှဲ့၍ရဲဟန်ဆောင်ကမတုတ်မဆုတ်ဖြတ်နိုင်ခဲ့သည်။ဥတင်ယုတ်လည်းထို့အတူရှိပါလိမ့်မည်။သူ့ထံမှလည်းဘာသာမှမထွက်ပါရှိ။ပြာဝင်ရှိသောဆောင်းချမ်းမင်းတို့ရောက်ပါပြီ။ပြာထွက်ပေါက်နိုင်ကင်းဆောင်ပြာသုံးလေးကောင်တွေ့ရ၏။ဥတင်ယုတ်ကလက်နေတမီဖြင့်ထို့ကြည့်လိုက်တော့ထိုကင်းဆောင်ပြာကလေးများအုံအတွင်းတို့လှည့်ဝင်သွားသည်အလင်းရောက်လာပြီအစာချထွက်ကြတော့ဟုအတွင်းကပြားတွေကို သွားပြောခြင်းဖြစ်ပေမည်။ဖျားတို့လောကခွဲဝေပုံမှာမပြောင်းနိုင်သေးသောပြသည်ပြင်းဆောင်ရ၏။အုံတွင်တန့်ရှင်းရေလုကြရသည်။16ရတရသည်နှင့်ပြန်နိုင်စပြုတော်ရာအုံမှတ်ပြန်တန်းခြင်းတာဝန်ကိုစယူရသည်။အုံဘက်လက်ကနေရာမရွေ့ပဲပြန်သည်ယဟက်ရင်များကဲ့သို့ပင်တနေရာလေးရက်လျက်ပြောင်းကိုမှတ်မိအောင်ကြည်နေသည်ဖြစ်ပါ၏။မိမိအုံကိုမှတ်မိတဲ့နေ့ငါးမိုင်တွင်စာချရတော့မည်ကိုဟောတဏ္ဍာကြီးထွက်လာပြီကွာကင်းသမားခေါ်ခဲ့၍ထွက်လာခြင်းဖြစ်ပေလိမ့်မည်။ ဝတင်အုပ်ကပစုံငကောင်ဆေးပေါ့လေးကိုမိညှိ၍ရှိုက်ဖွာကမိโกနေမှုတ်ထုတ်လိုက်သည်နှင့်ပြန်ဝင်သွားကြ၏။ဘာသဘောလဲမသိဘူးနော်။မိโกတော့ကြောက်ကြတယ်။သူတို့တဘာဝပေါ့ဗျာ။မိโกနဲ့ရရင်သူတို့ဘဝပိအတိကတော်မီလောင်ပြီးဒိုးစုဆောင်ထားတဲ့ပြားရည်ကိုအဆုံးချုံးမခံဘဲတဝဆုပ်ယူပြီးပြေးကြမယ်ဆိုတဲ့သဘောပေါ့။ကျုပ်တင်တန်းမှာလက်တွေ့အုံခွင့်စစ်ဆေးခြင်းလို့တော့စမိုကာနဲ့မိโกမှုတ်ပြီးမှဖွင့်ရတယ်။အစ်စရေးပြားတွေကဒေါသကြီးတကောဗျာ။ပြားများငိန်သေးနေပြားအောင်အထက် တို့ယုံခံမှန်းကလွှားနှင်တိုက်ဖြတ်ကြ၏လေးလဲမကံတစ်ပင်ပင်စီအတွင်စူးဝင်သည်နှင့်ကြောင်းအောင်နာမှလည်းလွှုံမှန်းကအထက်အတိုင်းပင်လေးလဲမကံတိုက်ဖြတ်ပြီးတော့ဆောက်ပြားနှင့်ဖဲ့ထုတ်လေသည်ဖြည်းဖြည်းကွာအောင်ပေါ်လာပြီဟာမနှဲပါပဲလားတလက်တွေ6ခုကအမေဘေးမုံတွေကတ်ထားသလိုညီနေတာပဲလက်စိုးရီဆွတ်ထားသည်မို့ရဲရဲပင်တလက်တွေကိုတစ်ခုပြီးတစ်ခုခွာယူကကြားအိမ်အစ်စ်တွင်တလက်ပေါင်အစ်စ်တွေချား၌ညက်ကထဲလိုက်၍ ဆက်ရွေးကြိုက်လှုပ်ထားသောအဖုံးကိုပိတ်လိုက်တော့တိကောင်းပြများအုတ်သွင်းခြင်းလုပ်ငန်းပြီးပါပြီစိတ်လက်ပေါ်ပါသွားစကားတပြောပြောနှင့်ပုံများထမ်း၍ရွာလန်းတိုင်းပြန်ဝင်တွင်လက်နေတမီများမျက်နှာစီလှမ်းထိုးသည့်ခံရပြီးဟိတ်ရက်လိုက်မင်းတို့ဘသူတွေလဲဥက္ကဋ္ဌဦးစိန်ကအမိန့်တန်ဖြင့်မေးလိုက်၏သူနောက်တွင်လည်းလူချောက်ဦးကဒေါက်တာကိုစီကင်ဆွဲလျက်ကိုစိန်ကျုပ်တို့ပါထိုခါမှအတန်ကိုစက်မိသွားပုံဖြင့်မင်းတို့ကောင်တွေဒါပါလုပ်နေတာတော့ ရွာကလူတွေအထိတ်တလန့်ဖြစ်အောင်တစ်ခေါင်းပြအောင်ဖမ်းတာပါဗျာမယုံရင်ကြည့်ကိုစန်းကြီးကပြားပုံးကိုချကဖွင့်ပြလိမ့်ဤထိုခါကြမှာမသိပါဘွာလူဖြူကြီးတွေခေါင်းတလားထမ်းပြီးတင်းကြိုင်းပဲထွက်သွားကြတယ်ဆိုပြီးလန့်နေကြတာခွေးတွေဥတာကလည်းစူလို့ဆိုတော့တို့တွေလူစုပြီးလိုက်တော့မလို့သူတို့တင်ငါကင်းရှင်းစီရင်အဆဆုံးရှင်းပြလိုက်ရသည်အေးတက်တာပဲရှိတယ်လက်ခွီးတဲ့သွားစို့ဟိတ်ကောင်းနေအေးလေဗျာကိုစန်းကြီးတို့များပြောင်းမွေးရတယ်လို့ကြာရင်ချတော့လောက်တော့ပါမွေးအောင်မလားမသိဘူး ်ဘုရားကခနဲ့တဲ့တဲ့ပြောဒီကိုမင်းနာဝယ်စားမယ်ဆိုရင်ခြနဲ့လောက်လဲမွေးမှာပေါ့ကွာဟုပြန်ထိလိုက်ရသေးသည်ရေမိုးစရာဖြစ်သူချက်ချင်းပြောင်းသွားတော့သည်လေပြောင်းကိုမကြည့်ပင်အောက်တွင် နေရာချလိုက်သည် သူသွားလာနေသောနေရာကိုရွေးပြီးထားခြင်းဖြစ်ပါသည်စင်ရင်ဘက်ကလေးတဲ့သူရေထဲကကျဲဥရွယ်ကြောက်ခဲလေးများထည့်ပြီးပြောင်းရှိသူချပြလိုက်သည်ပြားတို့သည် ရေတဲယူကပြားတလက်ကိုမှုတ်ပေးတတ်၍ဖြစ်၏ပူပြင်းသောရာသီဆိုပါကရေ200မီလီဂရမ်ကုန်လေသည် ပြောင်းလာကြည့်တော့ဦးကျော်ကမင်းကတော့အပေเจ้าကိုအချက်တစ်ချက်ပဲလိုတော့တယ်ကွဘယ်အချက်ပါလဲဦးလေးကျော်ရေပြားဖို့တားထုတ်မရခိုးနင်ကိုမိမအပေเจ้าဆိုတာကိုကွမရတာခိုးလိုက်ရင်တုံးချက်ညီသွားမှာအင်းကြီးချင်းလည်းဖြစ်တားချင်းလည်းမကင်းလေ၍မကောင်းမှုလုပ်သည်ထင်ကဆုံးမစကားပြောသည်ဟုထင်ပါသည်ကိုစန်းကြီးကစိတ်မပူစေရန်ရှင်းပြရပါတော့ဤပြားဖို့တောင်မဟုတ်ပါဘူးဦးလေးကျော်ရေပြားမွေးတာပါပြားဖို့ရင်ပြားကောင်နေတည်ကြတယ်လीတားလောင်းလေးတွေကိုတော့မိမြိုက်ပြီးချက်စားကြတယ်လी ငရဲကြီးတယ်ဆိုတာဟုတ်မှာပါကျုပ်ကပြောင်းမွေတာပါပြားဖို့တမမဟုတ်ပါဘူးဗျဦးကျော်ကမျက်နှာကြီးတီသွားကစဉ်းစားနေပုံရ၍ကိုစန်းကြီးကဆက်ချင်းပြရသည်ပြောင်းမွေတမကပြားရင်အားကောင်းမှုပရိဇီဝစီအားစီတွေကြွေပေးရတယ်အစာချားခြင်းဆိုရင်တကြားကြီးကြွေပေးရတယ်ကုသိုလ်တော့မရဘူးလားဗျာထိုအခါတွင်ပြုံးရလာပြီးအနှဲငယ်ကြီးနဲ့သွားသည့်ဦးကျော်ကသူတို့စုဆောင်ထားတဲ့အစာကိုလှူစားတာကောက်ွယ်ဒါကလည်းပူရှံတဲ့အခါမှသာပြားရီထုတ်ယူတာလေ ။အစာရှားချိန်ကျရင်ကိုကပြန်ကြွေးရပါတယ်လို့ပြောပြီးပြီပဲဗျာ။ဦးလေးကျော်ရင်ကနွားမကြီးကိုနှုတ်ညှယူတာကြတော့ရော။နွားလေးစီကလှူတာပဲမဟုတ်ဘူးလား။သူ့ပဲလှဲလာသည်နင်ဦးကျော်ကပြပြတလဲပင်ထရရွေ။အထုံထွက်ရအောင်မေဟိမင်းနဲ့စကားမများအားသေးဘူး။နေပါဦးဦးလေးကျော်ရဲ့လူတွေကတရဝါတွေကိုခိုင်းတဲ့သဘောကြရှေးတီတီကလေးကရှိခဲ့တာပါ။အပြန်လန်အားဖြင့်အစာကျွေးရတယ်။နာမကျန်းဖြစ်တော့ဆေးကုပေးရတယ်ပေါ့ဗျာ။အခုကျုပ်ကပြားတွေကိုဝိယေစုခိုင်းတာပဲပေါ့။သွားပြီဟေ့ထုံထက်နောက်ကျနေပြီ နွားတွေကိုခိုင်းတာရိုက်နေပြီမခိုင်းနဲ့နော်မြဲကြည့်အောင်ပဲဗျဦးကျော်သည်စိတ်ဆိုးသွား၍ထင်ခြေကိုဆောင်းလျက်နင်းသွားသည်ကိုစန်းကြီးကသူ့နောက်မှကြည်ကပြုံးလိုက်မိတော့ဤပြားရည်ကိုရှစ်နှစ်ပေါင်းများစွာကမတိုးတမင်းမတိုးဟင်းအဖြစ်စားခဲ့ကြပြီးဤကြည့်လူမျိုးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀၀ကျော်ကတည်းကမွေးခဲ့ကြပါလေဗျာကျုပ်တို့နိုင်ငံတော်မှာတော့တိုင်းရင်းသားတွေမီယိုဖလာနီးနဲ့မွေးရလာတာနှစ်ပေါင်း၈၀၀ကျော်ခဲ့ပြီလို့အထောက်ထားတွေတွေ့ရပါလေမနေ့စောစောရေနေဝိုင်းတွင်ရောက်နေကြဦးဖို့ရှိဦးတင်အောင် ဥကျော်ဥကျော်သောတို့ကိုတင်နန်းတက်ဖူးသည့်ကိုဆန်းရီကဆင်းပြနေခြင်းဖြစ်ပါသည်ပြားတို့သည်လေးစားအတူယူပဲကောင်းသောတရဝလေးများဖြစ်ကြသည်ကိုစီလှုပ်လှုပ်ရသည်တားလောင်းဘဝမှအကောင်စပေါက်သည်နှင့်နိုင်ရာတာဝန်ကိုထမ်းရသည်တို့၏တက်တန်းသည်ရက်နှစ်၁၀သာသာရှိ၍ပြားပြင်မကနေ့စဉ်ဥပေးနေရသည်ပြားရင်ရမလျော့စေရန်ဥပေးနေရခြင်းဖြစ်တော်သည်ဘင်မကိုတီးတန့်ကြွေးတော်ရိုင်းရဲဂျယ်လီသည်အင်အားကိုတိုးဝစေရ၌သူမတူအောင်ကောင်းမွန်သည် ဘယင်မအာရှိမဥနိုင်မီကိုဘယင်မအိုရွေးဥနှုံးကြဆင်းလာသည်နှင့်ဘယင်မအစ်စ်နှင့်မိလိုက်နိုင်ရန် ပြားဒီကိုလောက်သားပြားတို့ကမွေးပေးတော်၏ဘယင်မအစ်စ်မွေးပုံမှာတန်မာသောပြားလောင်းသုံးလေးကောင်ကိုရိုင်းရဲချေလီပိုကျွေးကကြီးထွားစေသည်ရုပ်ပုံသားလောင်းဘဝမှာဖျောင်းကိုပထမဆုံးကြိုက်ဖြတ်ထွက်လာသောအပြိုစင်ဘယင်မသည်ကြံရုပ်ပုံဘဝကမထွက်နိုင်သေးသောဘယင်မလောင်းလျာတို့နှင့်လက်ရှိဘယင်မအိုကြီးကိုတက်ပစ်ကသူနှင့်အတူပေါက်သောပြားဒီများနှင့် အုံပြင်ထွက်၍မိတ်လိုက်သည်မြို့အောင်လေးမှအုံတင်းပြန်ဝင်က နေ့စဉ်ဥ900အောက်ထက်ဥတော်၏ဤသို့ဖြင့်ပြားမျိုးဆက်ကိုထိမ့်ထိမ့်ကြ၍ပြားလောကဒီထန်နေကြောင်းကို ကိုစန်းရင်ရှင်းပြရပါ၏အလုံးသောပေါက်သွားကြပါသည် ထို့စဉ်မက်ဖြူနုကပေါင်မုံကျန်းအားပြားရည်ဆန်းသည်ကိုအာဟာရမနက်စာအဖြစ်လာကျွေးလေ၏ပေါင်မုံတစ်ချက်သည်တော်တော်ထူလေ၍တင်းတိမ်ကြပါသည်ကိုစန်းရည်သားသမီးတို့သည်ခေါင်းမဖော်လေတော့ပြီဇာရင်ပင်ဥတင်အုပ်က နှကန်းကိုအဝိစာဖြင့်တုပ်လိုက်ပြီးကုသိုလ်ပြုတဲ့စမ်းရည်တို့ဒီထက်ကြီးပွားပါစေလို့ဆုတောင်းပါတယ်ကုသိုလ်ရဲမတော့ဒီကုသိုလ်ကချိုးပေးတကွယ်ဦးကျော်လေစားရင်တောက်ရင်မှပင်စေကုရရွေလားမသိငါလည်းကမ္မထမ်းချောင်းဆရာတော့ကျမ်းမာရေးမကောင်းလို့စွတ်မှုတူလူကျင်တာစမ်းရည်စီကပြားရည်ဝရမယ်ဟိအကွက်ဆိုင်လေးပြီးမို့ကိုစမ်းရည်ကစွတ်မှုတူဆိုတာလေးပါသောပြားရည်လို့အဓိပ္ပာယ်ရတာပေါ့ဗျာဘုရားရှင်ကိုလိုတိုင်းကကီလာနာယဟန်နေကိုမကာလီကောဖုံးပေးဝင်ပြုထားတော်မူပါလေဒါကြောင့်ဦးလေးကျော် ုံကြီးလူဖို့ရွေထားတယ်ဆိုတော့သူတို့မလူအတွက်ပြားရီကိုကျုပ်လူမယ်ဗျာအားလုံးကပင်တာရုခေါ်ကြ၍ပီတိဖြစ်ရတော့ကိုစန်းကြီးကသူ့မိမပဲလှည့်၍တွေ့လားဖြူနုပြောင်းမွေးရကုသိုလ်ဘလောက်ရလဲလို့ဆောဆောကပြောင်းမွေးဒီကိုသိမကြည့်ပြူခြင်းတော့မက်ဖြူနုဒီပင် ပြုံးရောင်ရောင်မျက်နှာထားနေပါတကားဒီကနေ့မှာဖျက်ပြခဲ့တဲ့ဝတ္ထုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ